British Minda Andrew ရဲ့လိမ်ပိုက်ဆာယာအရှုပ်တော်ပုံမကောင်းတဲ့တဲ့တွေဆက်တိုက်ထွက်ပေါ်လာပြီးနောက်ဒီကနေ့အောက်တိုဘာလ30ရက်နေ့ညနေပိုင်းမှာတော့ Charles ဘုရင်ကြီးကညီအော် Andrew ရဲ့မင်းသားပွဲနဲ့အဆောင်အယောင်တွေကိုရုတ်သိမ်းလိုက်ကြောင်း Buckingham နန်းတော်ကကြေညာချက်ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်အင်ဒရူးဟာဝင်းစာရဲတိုက်ဝင်းထက်မှရှိတဲ့ဒေါ်ဝင်းနီအင် Royal Lodge ကနေလဲဖယ်ရှားပြရမှာဖြစ်ပါတယ်။ သူကအခုကစပြီးမင်းအားလို့ခေါ်ဝေါ်ထုံလုံးချင်းမဖြူတော့ပဲအင်ဒရူမောင်ဘက်တန်ဝင်းစာလို့လားခေါ်ဝေါ်ရမယ်လို့လဲနန်းတော်လည်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။သူရဲ့ယော့ခ်မှုစားပွဲအပါဝင်နေစားပွဲနဲ့ဘယ်ရွန်ွယ်စတဲ့ပွဲဒီကိုလည်းဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။အင်ဒရူဟာ breakis တီနန်ကိုဆက်ခံနိုင်တဲ့နန်းဆက်မှာနံပါတ်၈နေရာမှာဆက်ရှင်နေအောင်မှာဖြစ်ပါတယ်။အင်ဒရူးရဲ့သမီးတွေဖြစ်ကြတဲ့မင်းသမီးဘီယာထရစ်စ်နဲ့မင်းသမီးယူဂျီနီလို့ကတော့ဘွဲတွေကိုဆက်လက်သုံးဆွဲခွင့်ရှိနေအောင်မှာဖြစ်ပါတယ်။ ဒီအဆုံးဖြတ်ချက်ဟာလိန်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ထောင်ဒဏ်ချခံခဲ့ရတဲ့ American ဗန်နာရေးလုပ်ငန်းရှင် Jeffrey Epstein နဲ့ပေါင်းတင်ကဲမှုအရွယ်မရောက်သေးတဲ့အသက်16နှစ်အရွယ်မင်းကလေးငယ် Virginia Juferey ရဲ့ဆွတ်ဆွဲချက်တွေနဲ့ပတ်သက်ပြီးဖိအားတွေဒိုးလာခဲ့ပြီးနောက် Charles ဘယန်ကြီးကအရေးယူလိုက်တာဖြစ်ပါတယ်။ Virginia Juferey ဟာဒီနှစ်အစောပိုင်းမှာသူ့ကိုယ်သူအဆုံးစီရင်ထားခဲ့မိမယ်။သူရေးခဲ့တဲ့စာအုပ်ကတော့အခုအောက်တိုဘာလထဲမှာပဲထွက်လာခဲ့ပါတယ်။အဲ့ဒီစာအုပ်ထဲမှာလဲ Indru ကဒီမင်းကလေးဟာအ သက်မပြည့်သေးတဲ့16နှစ်အရွယ်မင်းကလေးငယ်မှတိအားနဲ့နဲ့သူ့နိုင်300မှာ3ချိန်လင်းဆက်ဆံခဲ့တဲ့အကြောင်းဖွင့်ဟာရေးသားခဲ့ပါတယ်။